ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုကျော်စန်းဦးပါကိုကျော်စန်းဦးဟုတ်ပြီကိုကျော်စန်းဦးအသက်34နှစ်အရွယ်ကောင်းနေဟုတ်ကဲ့ဖះပန်းဆွဲအလုံးတဲ့တရားဖះပန်းဆွဲအလုံးတဲ့ဟုတ်ပြီအင်းလေးရပါဆရာကြီးဟုတ်ပြီဆရာကြီးခင်ဗျားတဲ့စချင်းပြန်ယောဂဖြစ်နေပါတယ်တဲ့ဘာယောဂစချင်းပြန် အစာအချင်းပြန်လာ။အစာရင်အစင်ပြန်လာဟုတ်ပြီ။လေပင်နာတစ်ဆို့ဆို့နဲ့တဲ့အနေရခက်ပါတယ်တဲ့။ဟုတ်ပြီ။ညညအိပ်မရပါဘူးတဲ့။ဟုတ်ပြီ။ဆရာကြီးဗီဒီယိုတွေကြည့်ပြီးတဲ့စီကြောအစာတွေရှောင်လိုက်တာတက်တာလာပါတယ်။အဲအဲဆက်ရှောင်ပါ။ဟုတ်ကဲ့ဆရာ။တည့်သွားပြီဆက်ရှောင်ပါ။ဟုတ်။နောက်တစ်ခုကตาแม่တစ်ဆက်သေးပြောကြတာပေါ့เนาะဟုတ်ကဲ့ဆရာကြီးအစာကိုအစာတစ်ခုနဲ့တစ်ခုအလုံးလိုက်ဘေးနားမှာစားစရာလေးကြာတာလိုက် တလုံးနှလုံးစာလေးယူအဲ့လိုအကျင့်ရှိရတယ်ဟုတ်ကဲ့ဆရာအဲ့လိုဘေးနားမှာအစာလေးထားထားပြီးတော့လေဟုတ်ကဲ့ဆရာစာလေးစာလိုက်အလုံးလုံးလိုက်ရင်နွေးလေးတောက်လိုက်အလုံးလိုက်အဲ့လိုမလုပ်ပါနဲ့ဟုတ်ကဲ့ဆရာအစာဆိုတာလူကြောက်တဲ့ဒီနေ့ကိုအ ਨੇ ဆုံးနှစ်ကြိမ်ကနေသုံးကြိမ်ပဲစားတဲ့နဲ့ဟုတ်ကဲ့ဆရာဒါမှဂျားထဲမှာအစာရင်ကချက်ဖို့နားနေခွင့်ရမယ်ဟုတ်ကဲ့ဆရာအစာချက်ခွင့်ရမယ်နားနေခွင့်ရမယ်တချို့ကအာဟာရချိုးတဲ့လူယောဂဖြစ်တာမဟုတ်ဘူးအစာရင်းအဲ့လိုမစားတတ်လို့ အစာအိမ်အနားမရလို့ယောဂဖြစ်တာဟုတ်ကဲ့ဆရာဒါဖြစ်တဲ့ယောဂဒါရည်သားရဲ့အရာဆိုအစာအိမ်နားနေချိန်မရဘူးဟုတ်ကဲ့ဆရာအဲ့ဒါလေးကိုနားနေချိန်လေးပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာခုနကပေါ့နော်စီကြောအစာတွေရှောင်လိုက်လို့တက်တာလာတယ်တဲ့တနေ့နာယီဝက်လမ်းလျှောက်ပါတယ်တဲ့ကောင်းနေလို့တဲ့အစာအများကြီး မစားရဲသေးပါတဲ့နာယီဝက်ကတော့နေတယ်ဟုတ်ကဲ့ဆရာကြီးအနည်းဆုံး45မိနစ်တနာကြီးလောက်ရှောက်တယ်လေဟုတ်ကဲ့ဆရာကြီးရှောက်တယ်ဆိုတော့တခါတည်းရမှလည်းပဲ 3-5မိနစ်ပြေးပြရမယ်ဟုတ်ကဲ့ဆရာပြေးစရာနေရာမရှိတနေရာတည်းပဲဂျော့ကင်လုပ်ရမယ်လုပ်ရမယ်ဟုတ်ကဲ့ဆရာအဲ့လိုတော့ဘာဖြစ်မှလဲလို့မေးတော့အမြဲတမ်းတကူတော့ကနေပြီးတော့ငြိမ်နေတဲ့တွေးတွေလှုပ်ရှားသွားမယ်ဟုတ်ကဲ့ဆရာအစွန်ဖျားမြောက်တဲ့တွေးတွေလေတွေအစွန်ဖျားတွေရောက်သွားမယ်ဟုတ်ကဲ့ဆရာအဲ့တော့လူကအဲ့လိုလေးချိန်ကနေလှုပ်ပြီးကြတယ်မလှုပ်ဘူးအဲ့နိုင်ပိုင်းတော့မှလူရဲ့ပေါ်ပါမှုကတိတိတသာကြီးကို ေါ်ပါသွားမယ်ဟုတ်ကဲ့ဆရာတခါတလေမှာဆရာတို့ကိုယ်တိုင်ခံစားချက်လေးပြောကြတယ်နော်အရာထားပြီးတော့လူရတကယ်ကိုအဖိုးအကြီးစိတ်ပေါက်တယ်နော်အဲတဘူတဘာသွားဘရိတ်ဖက်စီတလုံးတို့အစာပြေလေးစားအကြီးလေးတော့ပြေးရတာပဲလားဆရာအိမ်မှာတော့တခုကုသကောင်းတာဟိုဘက်ထိတ်မှာလဲစိုင်းတိုင်းဟုတ်ကဲ့ဆရာဟိုဘက်ထိတ်ကလဲစိုင်းစိုင်း ရှက်ရည်မြောင်းရည်လေကွန်ကရစ်လိုင်းခင်းထားတယ်ဟုတ်ကဲ့ဆရာအဲဆိုင်ဒီဇိုင်းစီရှိတဲ့ကြောင့်ဆက်အင်ရှိကိုမော်တော်ဆိုင်ကနေမောင်းသွားတယ်စပိန်နဲ့စီလာတော့မရှိတော့ရှိလူလူချင်းရတော့ကိစ္စမျိုးရှောင်းလို့တယ်ကိုကတပတ်သက်ပြီးတာပေါ့နော်ဟုတ်ကဲ့ဆရာရှင်းလန်း120ရှိတယ်။အော်ဟုတ်ကဲ့ဆရာ။အဲ့လိုပြေးတာပေါ့။ဟုတ်ကဲ့ဆရာ။ပြေးလိုက်မိုးလို့ရှိရင်အသက်ကိုဝါဝါနှာခေါင်းရှူသွင်းဟုတ်ကဲ့ဆရာ။ပါးစပ်ထုတ်နှာခေါင်းရှူသွင်းပါးစပ် တဝါအတွင်းပါဇက်ထုတ်နှကောင်းရှူတဲ့ပါဇက်ထုတ်အခြေနေစလုံးခဏလေးနာဒီလစ်တကုံနှိုးတော့လိုက်ပြေးလိုက်အဲ့ဒါပြီးလေးပြီးသွားလူရခါရို့ပော့ပါပြီးတော့တနေ့ကိုနေလို့စားလို့ကောင်းတော့တာပဲအခုဒီနေ့ကိုသမီးမလာခင်မှာဟုတ်ကဲ့ဆရာကြီးသမီးလေးနဲ့အခုညီပြည့်တဲ့တည်းရေချိုးပြီးဟုတ်ကဲ့ဆရာကြီးဒီမှာထွက်ပြီးတော့တမိမလာခဲ့စိတ်ကူလမ်းလျှောက်ပြီးလမ်းလျှောက်တယ်ဟုတ်ဘာမှအကြောင်းကြမဆိုင်ဘူးကို ဟိုပို့ပို့ပါပါလေးပြောနေတယ်နောက်မှဆိုရင်စကားပြောရလဲမောတယ်တမက်သူဆက်ရေးထားတာဆရာကြီးအသားငားတယ်တဲ့အသီးရွက်ပူစားပြစ်ပါတယ်တဲ့အဲ့ဒါကောင်းပါတယ်ဟုတ်ကဲ့ဆရာအသားငားလုံးဝမစားပဲတော့မနေနဲ့အသားငားမစားခြင်းဘူးဆိုရင် injury သားငားမစားဘူးလေဒါပဲ protein ညပြီးတာပဲဟုတ်ကဲ့ဆရာပဲပူစားပေါ့ဟုတ်ကဲ့ဆရာပဲဂရီပါတည်ရနော်နောက်ပဲနီလေး အဲ့လိုဘဲမျိုးစားပြီပါလို့ဟုတ်ကဲ့ပါဆရာကြီး तू ကလေအစာရင်အတွဲတဲ့စနွင်းကားဆေးလုံးနဲ့တောက်ကြည့်နေပါတယ်တဲ့ပူခါဆိုလို့တဲ့ချင့်ချိန်တောက်နေပါတယ်တဲ့ဆရာတော့မတောက်ပါနဲ့လို့ပြောခြင်းလေဟုတ်ကဲ့ဆရာကြီးနော်ဟုတ်ကဲ့အစာမှန်သူတို့အခါစားခြင်းဟုတ်ကဲ့ဆရာကြီးမယ်စီဒီနဲ့ဂွေးတော့ဟုတ်ကဲ့ဆရာကြီးနော်နေဦးမယ်စီဒီတော့နော်ညဘာမေ ခွေးတော့ကိုတောက်အဲ့လိုမဲစီနဲ့ခွေးတော့မဲစီနဲ့ခွေးတော့တရက်စီတောက်လဲကောင်းတယ်ဒီနေ့မဲစီနောင်းနေခွေးတော့အဲ့လိုတောက်လိုက်လဲပျောက်သွားမှာပါပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ